ဒီ authorized distributor ရဲ့အားသာချက်ကဒီလို limited edition တွေကို authorized distributor တွေပဲတွင်းခွင့်ရတာပေါ့နော်။ဗတ်မှန်အစားကိုကင်မရာလုတ်ပေးထားတာလေးကမြန်မာနိုင်ငံကိုဝင်လာတဲ့ EV တွေထဲမှာပထမဦးဆုံးပဲဒီကားလေးရ ဒါလေးကဘာလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ဘတ်မန်ပေါ့နော်ဘတ်မန်နေရာမှာသူကကင်မရာထည့်ထားပြီးတော့အဲ့ရဲ့ view တွေအကုန်လုံးကိုဒီလိုလာပြပေးတာမင်္ဂလာပါဗျာကျွန်တော်ကအခုအမျိုးသားပြဿနာရုံမှာကျင်းပပြုလုပ်နေတဲ့မြန်မာ Car and Spare Parts Expo 2025ပွဲလေးမှာဝင်ရောက်ပြသနေတဲ့ Avatar Bike The Great Maga ရဲ့ဘူးကိုရောက်ရှိနေရပါဖြစ်ပါတယ်အဲ့တော့ Avatar Bike The Great Maga ရဲ့ဘူးမှာဘယ်လိုကားလေးတွေပြသတာလဲဆိုတော့ချက်ကြည့်အောင် ကျွန်တော်က avatar ကားလေးတွေနဲ့မိတ်မဆက်ပေးခင်မှာ the great maga နဲ့အယူဆုံးမိတ်ဆက်ပေးခြင်းပါတယ် the great maga ဆိုတာကတော့ avatar ကားတွေကိုမြန်မာနိုင်ငံကိုတရားဝင် authorized distributor အနေနဲ့တင်သွင်းခွင့်ရထားတဲ့ company တစ်ခုဖြစ်တဲ့ avatar brand ဆိုတာကကျွန်တော်မြန်မာနိုင်ငံနဲ့မကောက်ဘူးပေါ့နော်နိုင်ငံတကာမှာဆိုလို့ရှိရင်လည်း luxury brand တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကို authorized အနေနဲ့တင်သွင်းလာတဲ့အခါမှာဆိုလို့ရှိရင် showroom ကစာလုံးဝ luxury ဖြစ်နေရမယ့်အနေအထားလေးမှာရှိတယ် now တစ်ချက်အရေးကြီးဆုံးဖြစ်တဲ့ after sales service ပေါ့နော် ဒီ the great maga ကဒီ avatar ကားတွေကို authorized distributor နဲ့တင်သွင်းခွင့်ရလာဖြစ်တဲ့အတွက် service ဆိုလို့ရှိရင်လည်း authorized service ရှိတယ်။အဲ့ရ technician တွေကလည်းကျွန်တော်တို့ဒီတိုင်းဝင်ပြီးတော့ technician တွေကဝင်ပြီး service ပေးလို့မရဘူး။ဝင် service ပေးမဲ့ technician တွေကကျွန်တော်မြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတကာပေါ့နော်ပြည်ပအထိသွားပြီးတော့မှ training တွေယူတယ် training တွေယူပြီးတဲ့အခါကျတော့မှကျွန်တော်အသက်ဆိုင်ရာ certificate တွေရတော့မှမြန်မာနိုင်ငံပြန်လာပြီးတော့မှဒီကားလေးတွေကို service ပေးရတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်။နောက်ပြီးရင် authorized distributor နဲ့ authorized service ရှိတာဖြစ်တဲ့အတွက် spare part အပိုင်းမှာဆိုလို့ရှိရင်လည်းဘာတွေအားသာကြရှိပါလဲ ကျွန်တော်လိုအပ်တဲ့ပတ်တွေကို principle တိဓာတ်ရိုက်မှားယူလို့ရတဲ့အနေထားလေးရှိတယ်။ဒါလေးကတော့ the great marker ကအဘာတာကားတွေကိုမြန်မာနိုင်ငံကို authorize နဲ့တင်သွင်းခွင့်ရတဲ့အချိန်မှာရရှိတဲ့အားသာချက်လေးရေပေါ့နော်။အဲ့တော့ကျွန်တော်ကားလေးတွေကြောင်းပြောရအောင်။ ဲအခုပထမဦးဆုံးမိတ်ဆက်ပေးမဲ့ကားလေးကတော့ Avatar 1ပေါ့နော်11ကိုမှ Leathery Grey ဖြစ်မဲ့ All Wheel Drive ဖြစ်မဲ့ပေါ့နော်အဲဒီကောင်ရဲ့ specs တွေအရပြောပါဆိုလို့ရှင်ဒီကောင်က driving range ကို CATC နဲ့ဥပမာ800 km တိရှိမဲ့ battery capacity ကကျတော့1.45ရှိပြီးတော့ maximum speed ကကျတော့အဲ200 km တိရှိတယ်ပေါ့နော်ပြီးလို့ရှင်ဒီကောင်ရဲ့ရှေ့နောက်က All Wheel Drive ဖြစ်တာဖြစ်တဲ့အတွက်ရှေ့နောက် torque ကိုပေါင်းပါဆိုလို့ရှင်650 Newton meter လောက်တိရှိတယ်ပေါ့နော်ဒီကားက performance နဲ့မဟုတ်ဘူး ။ look ကလည်း luxury bike ကိုအပြည့်ဝရတယ်။အ twin crate တွေဆိုလို့ရှိရင်တော်တော်လေးစုံစုံလင်းလင်းရှိတဲ့အနေအထားလေးမှာရှိတယ်။ကျွန်တော်အ twin ကိုအဝင်မပြခင်မှာအပြင်လေးရင်ကြည့်အောင်အပြင် design ဆိုလို့ရှိရင်အခုမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီ daytime running light တွေထားထားတဲ့ style အစားသူ signature လေးနဲ့သူရှိတယ်။အ twin ထဲမှာဆိုလို့ရှိရင်လည်း bonnet ဖုံးရဲ့အ twin ထဲမှာဆိုလို့ရှိရင်လည်း cargo space တစ်ခုရှိမယ်။ဒီနားလေးမှာဆိုလို့ရှိရင် LED display နဲ့ဖြတ်သွားပြီးတော့ဒီကားမှာဆိုလို့ရှိရင်ပေါ့နော်စန်စာတွေကတော်တော်လေးများများကိုထည့်ပေးထားတယ်။ဒီကားကကျွန်တော်တို့ safety တော့ကိုလည်းအများကြီးဦးစားပေးထားတဲ့ကားလို့ပြောလို့ရတယ်။အဲ့တော့ lighter စန်စာလေးရဆိုလို့ရှိရင်လည်းဒီကားထဲမှာ၃ခုပါတယ်။ဒီဘက်မှာတစ်ခု၊ဘက်မှာတစ်ခုပြီးလို့ရှိရင်အရှိမတစ်ခုပါ ယ်ပေါ့နော်ကင်မရာရေဆိုလို့ရှိရင်လည်း360တော့ကိုစပုတ်ပေးထားတဲ့ကင်မရာတွေကဒီကအနည်းတာမဟုတ်ဘူးနောက်ဖက်လေးတစ်ချက်ကြည့်အောင်နောက်ဖက်မှာဆိုလို့ရှိရင်သဘောကျတဲ့ချက်ကဘာလဲဆိုတော့သူက spoiler ပဲ spoiler ကသူကလို့တလို့ adjust လုပ်လို့ရတဲ့အပြင်ကောင်မှမတုံးချင်ဘူးဆိုလို့ရှိရင်ဒီကောင်နဲ့တသားလေးကြောက်အောင်ခောက်ထားလို့ရတဲ့အနေထားလေးလည်းရှိတယ်နောက်ဖက်တေးလိုက်ဆိုလို့ရှိရင်လည်းတေးလိုက်အပြည့်လေးပေါ့နော်ဒါကတော့သူ့ရဲ့အနောက်ဖက်ချမ်းပေါ့နောက်ဖက်ချမ်းမှာဆိုလို့ရှိရင်ဒီနားမှာသာအစ ကင်မရာကနှလုံးနဲ့အမ်ဒီနားကင်မရာနှလုံးဒီရောက်မှဆိုလို့ရှိရင်လည်းကင်မရာတစ်လုံးထပ်ပါသေးတယ်ဒီကားက lazarik လည်းဖြစ်တယ်ပြီးလို့ရှိရင် safety အတွက်ကိုလည်းတော်တော်လေးဦးစားပေးထားတဲ့ကားဖြစ်တာဖြစ်တဲ့အတွက်ပပတ်လည်းမှဆိုလို့ရှိရင် sensor 360ဆိုလို့ရှိရင်လည်းလုံးဝအပြည့်ထားတဲ့အနေအထားလေးရှိတယ်အတွင်းနဲ့တစ်ချက်လိုက်ပြမယ် ကဲဒါလေးကတော့ avatar 11ရဲ့အတွင်းကန်းလေးပဲဖြစ်ပါတယ်ဒီကားကအပြင်မှာမြင်ရသလိုပဲအပြင်မှာမြင်ရတဲ့ fight and fighter မျိုးအတွင်းနဲ့ grade ကလည်းတော်တော်လေးကြီးလိုက်တာနဲ့ look က luxury ဆံမှန်အရန်တည်တာလေကျွန်တော်ကားအကြောင်းအများကြီးမပြောတော့ပွဲလေးဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော် overall လေးမိတ်ဆက်ပေးသွားတာပေါ့နော်အဲဒီကားအကြောင်းကိုတော့ကျွန်တော် Bangkok Potter Show မှာတစ်ခါရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာတော့အများကြီးမပြောတော့ဒီမှာ Bangkok Potter Show နဲ့ဒီမှာနဲ့ကွာခြားချက်လေးနည်းနည်းတော့ရှိတယ်ကျွန်တော် Bangkok မှာရိုက်တော့ဟာကြတော့ကျွန်တော် luxury grade တော့မဖြစ်ဘူး standard grade ပေါ့နော်ဒီကောင်လေးက luxury grade ဆိုတဲ့အတွက်ပုံမြင့်သွားတယ်အရှိမမြင်ရတဲ့ကွာခြားချက်ပြောပါ ါဆိုလို့ချင်းတော့ဘယ်မောင်းညာမောင်းကွာသွားရပုံနော်အဲဒါလေးအပြင်ကိုအများကြီးကွာသွားရှိတယ်အရှိအပိုင်းမသိတာဘမာသိတာလဲဆိုအနောက်ပိုင်းမှာပိုသိတာတယ်ဟိုကားလေးကအနောက်ပိုင်းမှာဆိုလို့ချင်း3 seater လေးဒီကားလေးကအနောက်ပိုင်းမှာအစားကျွန်တော်တို့က2 seater အောင်မှာအလဲကွန်ဆိုးပုံနော်စန်တာဒီဒီအနောက်ဘက်ကဒီအနောက်ဘက် passenger နှစ်ယောက်ကြားမှာရှိစန်တာကွန်ဆိုးကိုစားလုံးဝ luxury bike နဲ့အပြင်နဲ့ wireless charger တွေ cargo space တွေကျွန်တော်အများကြီးပြင်ဆင်ပေးထားတာကိုတွေ့ရတယ်တော်တော်လေးမိုက်တယ်နောက်ပြီးသူ့ရဲ့ထင်ထင်ရှားရှားအရှိမှာပါလဲဆိုသူ့ရဲ့ speaker ကြီး လုံးဝ speaker ရမသိကျွန်တော်သိပ်ပံကားလည်းရောက်သွားတယ်လို့ပါလို့လုံးပေးထားတဲ့ fight ကအရန်မိုက်တယ်အရှိမဆိုလို့ရှိရင်လည်း screen က၃ခုပါတယ်ကျွန်တော် digital cluster ရှိတယ် center screen ရှိမယ် passenger dock ကို entertainment screen ရှိမယ်ကားလေးကတော့တော်တော်လေးမိုက်တယ်အပြင် design တွေမဟုတ်ဘူးအတွင်း interior design တွေ leather ဖြစ်တာတွေကအစလုံးဝမိုက်တဲ့ကားလေးတစ်စီးဖြစ်တယ်လို့ပဲပြောရမှာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကားတွေပြထားတာအများကြီးဆိုတော့နောက်တစ်စီးလိုက်ပြပေးမယ်ကဲဒီဘက်ဘေးမှာမြင်နေရတဲ့နှစ်စီးကတော့ Avatar 12ပေါ့နော် Avatar 12မှာ Great မတူဘူးဒီကောင်လေးကကျတော့ Royal Edition ပေါ့နော် ဒီကားလေးက limited edition ဖြစ်တယ်နောက်တစ်ချက်ဒီ authorized distributor ရဲ့အားသာချက်ကဒီလို limited edition တွေကို authorized distributor တွေပဲတွင်းခွင့်ရတာပေါ့နော်ဒါလေးကတော့ authorized distributor ဖြစ်လို့တွင်းခွင့်ရထားတယ် avatar 1 2ရဲ့ royal edition လေးပေါ့နော်ဒီကားလေးကကျွန်တော်လေးတော်တော်လေးသဘောကျတယ်နောက်ပြီးရင်မြန်မာနိုင်ငံမှာပထမဦးဆုံးဝင်လာတဲ့ကားလို့ပြောလို့ရတယ်အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေရာလေးဟမ်ဗမာအစားကိုကင်မရာလုတ်ပေးထားတာလေးကမြန်မာနိုင်ငံကိုဝင်လာတဲ့ EV တွေထဲမှာပထမဦးဆုံးပဲဒီကားလေးက ဲ့တော့ပုံမှန်လိုဒီကားလေးကကျွန်တော်ဘတ်မှန်မဟုတ်တော့ဘဲနဲ့ကင်မရာဖြစ်သွားပြီးတော့အတွင်းထဲမှာမှဒီဘတ်မှန်ရဲ့ view တွေကိုလာပြတဲ့အနေထားလေးရှိတယ်ပြီးရင်ဒီကားက Royal Edition ဆိုတဲ့အတိုင်းပဲလုံးဝကို Luxury ကိုမှ Luxury Luxury ပြောလို့ရတယ် ြည့်ရတဲ့အပြင်ရဲ့ look နဲ့တင်တော်တော်လေးမိုက်တယ်ပြီဒီကားလေးကတူတုံးတူတူတုံးဆက်ပေးထားတဲ့ color လေးကလည်းမစိုးအပေါ် gray နဲ့အောက်က black ကိုမတိမတာလေးပေါင်းမိထားရုတ်တရက်ချင်း1တုံးလို့လို့ပါလို့လို့နဲ့ကြည့်ရတဲ့ vibe ကတော်တော်လေးမိုက်တယ်ပြီ avatar signature အတိုင်းဒီမှာ led display ပါလာတာကိုတွေ့ရတယ်ဒီအပြင်ရုပ်ထွက်ကတော့ အဲ112 12နဲ့အရင်ကြီးတော့မကွာဘူးဒီကောင်လေးကဒီ limited edition ဖြစ်သွားဖြစ်တဲ့အတွက်သူ့မှာ grade တွေကအများကြီး112နဲ့12ကွဲသွားတဲ့အချက်တွေလည်းရှိသလို limited edition မှာပါတင်တဲ့အချက်တွေလည်းပို့ပြီးတော့ကွဲသွားတဲ့အပိုင်းလေးတွေလည်းရှိတယ်ပေါ့နော်သင်သာမြင်သာအောင်ပြောရမှာဆိုလို့ရှိရင်တော့အဲဒီကောင်လေးပေါ့နော်နောက်ပြီးဒီကားလေးကကျွန်တော် performance ကို luxury ကိုဖြစ်တဲ့ကားလေးဖြစ်တာဖြစ်တဲ့အတွက် safely လည်းကောင်းတယ် performance လည်းကောင်းတယ်ပေါ့နော်အဲဒီကားလေးက driving range ကိုပြောပါဆိုလို့ရှိရင် CATC နဲ့ဥမာ905တိရှိမယ် battery capacity ကတော့94.53 kWh ရှိပြီးတော့ maximum 220ရှိ ပြီးရင်သူ့ရဲ့ top ပေါ့နော်မော်တာယုံအားကအရှိရောအနောက်ကိုပေါင်းမှာဆိုလို့ရှိရင်688ညူတန်မီတာတိရှိတယ်ပေါ့နော်ဒါလေးကတော့သူ့ရဲ့ space တွေပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့အပြင် look ကိုကြည့်မှဆိုလို့ရှိရင်လည်းမြင်ရတဲ့အတိုင်းပဲတော်တော်လေး look ကအယမ်းမိုက်တယ်ကျွန်တော်ဒီကားကိုအပြင်ထပ်စာလို့ရှိရင်အတွင်းထဲကိုဝင်ပြနေတာပေါ့နော်အဲ့တော့အတွင်းထဲချက်ကြည့်ရအောင် Prior Edition ဆိုတဲ့အတိုင်းသူ့ရဲ့ပထမဦးဆုံးမိုက်တာကားတော်ဟာစာတော်တော်လေးမိုက်တာ ဒီဟာလေးကသူ့ရဲ့ကားတော့လေးပေါ့နော်အတွင်းကန်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လေတကယ်ကို Royal Edition ဆိုတဲ့အတိုင်းပဲ Color Combination တွေသုံးထားတဲ့ Material တွေ Leather Quality တွေအိုးဘာမှပြောစရာမလိုအောင်ကိုတော်တော်လေးကို Perfect ဖြစ်တဲ့ကားလေးတစ်စီးလို့ပြောလို့ရတယ်နောက်ပြီးရင်ကျွန်တော်ဒီမှာအထဲမှာမဖြစ်မနေပြချင်တာဘာလဲဆိုတော့ဒီနေရာလေးအမ်ဒါလေးကဘာလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ Batman ပေါ့နော် Batman เนี่ยမတော့ကင်မရာထည့်ထားပြီးတော့ အဲ့ရဲ့ view တွေအကုန်လုံးကိုဒီကိုလာပြပေးတာဒီဟာလေးကတော့တော်တော်လေး might တယ်ဒါပေမဲ့ used to မဖြစ်သေးဆိုလို့ရှိရင်တော့နည်းနည်းလေးအခက်ခဲရှိသေးပုံတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဗတ်မှတ်ကြည့်မှဆိုလို့ရှိရင်ဒီကိုလမ်းကြည့်ပြတာများတယ်ပုံတော့အဲ့ဒီကနေမှ view ကဒီကိုပြောင်းသွားတာဖြစ်တဲ့အတွက်ဒီတစ်ခုကတော့ကျွန်တော်တို့အဲဒီကားကိုစပြီးသုံးမယ်ဆိုလို့ရှိရင်တော့ used to ဖြစ်ဖို့အတွက်စူးစမ်းရမယ့်အချက်လေးတစ်ချက်ပုံတော့အဲ့ဒါကလွဲရင်ဒီကားကလေလုံးဝဘာပြောရမှန်းတော့မသိတော့ဘူးဗျာတော်တော်လေး might တယ် CRI ဆိုလို့ရှိရင်လည်းအဲ ုံမှန်ကားထက်စားလို့ရှိရင်ပို့ပြီးတော့သေးသွားရဲဆိုတော့ vibe ကိုခံစားရတယ်နောက်ဘက်ဆိုလို့ရှိရင်လည်းသူက3 seater ပေးတိုင်ထားရဲဆိုပေမဲ့နောက်ဘက်3 seater ကိုတော်တော်လေး luxury ဖြစ်အောင်လုပ်ပေးထားရဲပုံတော့ကျွန်တော်ကြိုက်တာတော့ဒီကားရဲ့အတွင်းခန်းရဲ့ luxury ဖြစ်မှုတွေနဲ့ color combination ကိုတော့တော်တော်လေးသဘောကျတဲ့အနေထားလေးမှာရှိတယ်နောက်ပြီးအနောက်က passenger တွေအတွက်လုံးဝ mighty function တစ်ခုပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အနောက်ဖက်မှာကျွန်တော်တို့ကဒီ entertainment screen တစ်ခုကကျလာ အာနောက်ဘက်ကအန်တိတ်မန့်စကရင်လေးကိုအေးဆေးလေးကြည့်ပြီးတော့တတောင့်တတတာနဲ့လေဇာရီဆန်ဆန်လေးတွားလို့ရတဲ့အန်ဒီထားလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးကလည်းလုံးဝမိုက်တယ်နောက်ပြီးဒီမှာအရှိတ်ဘက်ကစကရင်ပေါ့နော်အခုနောက်ကကျွန်တော်တို့ဒီဘက်ကင်မရာပေါ့နော်ဘန်မှန်က view ကိုလာပြတဲ့ screen ရဲ့နှစ်ခုရဲ့အလဲမှာဆိုလို့ရှိရင်လေလုံးဝ screen တစ်ခုအဲ့မှာမှာကျွန်တော်တို့က digital cluster လဲပေါင်းထားရတယ်ဒီဘက်ကတချို့ function တွေတော့ကိုလဲ screen တစ်ခုပါတဲ့အပြင်ကိုမှအလဲမှာဆိုလို့ရှိရင်လေ infotainment screen ပေါ့နော်ဒီကားကလုံးဝ rear ဆိုတဲ့အတိုင်းပဲအတွင်းထဲမှာပါတဲ့ great day function တွေဘာတွေကဘာမှပြောစရာမလိုအရန်မိုက်တဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကားကိုပဲ rear edition မဟုတ်ဘဲ premium edition ဖြစ်တဲ့ကားလေးတစ်စီးကိုကျွန်တော်ထပ်ပြပေးမယ်ဟိုဘက်ချမ်းပါ like it. ကဲဒါလေးကတော့ Avatar 1 2ကိုမှ Premium ကို Global Version လေးပေါ့နော်ဟိုဘက်က Rare Edition ဒီဘက်ကတော့ Premium ကို Global Version ပေါ့နော် तू က तू Express အနေနဲ့ပြောပါဆိုလို့ရှိရင် तू က Driving Range ဆိုလို့ရှိရင် any DC နဲ့ဥမာ965 km ရှိတယ် Battery Capacity ကတော့94.53 kWh ရှိပြီးတော့ Maximum Speed က220တိရှိတယ်ပေါ့နော် ထော့ကဒီကောင် all wheel drive ဖြစ်တာဖြစ်တဲ့အတွက်ထော့ကအရှင်းဆုံးမော်တာပေါင်းရင်650 Newton meter လောက်တရှိတယ်ပေါ့နော် performance ဘိုင်းကလည်းလုံးဝမိုက်တဲ့ကားလေးတစ်စီးဖြစ်တယ်လို့အပြည့်ရုပ်ထွက်ပိုင်းကလည်းမစိုးဘူးအဲ ride addition နဲ့ရှင်တော့နည်းနည်းလေးရောရဆိုမဲ့ तू ကတော်တော်လေးလေးမိုက်တဲ့ဆိုရင်အနေထားမျိုးလေးမှာရှိတယ် ride addition နဲ့နည်းနည်းလေးထင်သာမြင်သာကွာခြားချက်ပြောပါဆိုလို့ရှင် तू ကဒီဘက်မှာ lighter ဆန်းဆန်းမပါလာတော့တာရှိတယ်ပေါ့နော်ဒါအပြည့်မိုင်း design လေးပေါ့အတွင်းပိုင်းကလည်း ride addition နဲ့ရှင်တော့နည်းနည်းလေးရောလာကလွယ်အကုန်မိုက်တယ် စခရင်နေဘာကြီးကလည်းခုလို့ဒီကောင်ကကျွန်တော်တို့ဒီရိုးရိုးပတ်မှန်ဖြစ်သွားတယ်ဘိုးကောင်ကကျတော့ကျွန်တော်ကင်မရာနဲ့ပေါ့အလဲစင်တာစခရင်နေဒီဘက်က digital cluster နဲ့ဆက်ထားတဲ့ဟာတွေကအကုန်လုံးတူတူပဲအဲကျွန်တော် leather quality ဘာရောနည်းနည်းလေးမဆိုးစလောက်လေးရောလာကလွယ်ရင်ဒီကောင်လေးလည်းတော်တော်လေးမိုက်တဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဘာတာကားလေးတွေကိုလေ့လာကျင်တယ်ဆိုလို့ရှိရင်နိုဝင်ဘာ15 16 17 4ရက်မှာအမျိုးသားပြဿနာရုံမှာကျင်းပပြုလုပ်နေတဲ့မြန်မာကား spare part expo 2025ပွဲလေးမှာလာရောက်ပြီးတော့လေ့လာလို့ရတယ်ဒီပွဲလေးမှာဝယ်ယူမှာဆိုလို့ရှိရင် avatar ကားတွေကို30% down payment ပေးပြီးတော့၅နှစ်ကြီးကျန် ဲ့ဝယ်လို့ရရှိနိုင်မှာပဲဖြစ်ပါလေညာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ The Great Maga Bike Avatar ကားတွေက Authorized Distributor နဲ့တင်သွင်းတဲ့ကားတွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် After Sales Service Finance Spare Part အပိုင်းမှာဆိုလို့ရှိရင်လည်းယုံကြည်စိတ်ချတာဖြစ်တဲ့အတွက်ဒီ Avatar ကားလေးတွေကိုလာရောက်လေ့လာဝယ်ယူဖို့အတွက်ကိုလည်းကျွန်တော်ဒီတရားလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ညာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် Just Right ကတချုံးပါ